ားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့1961ခုနှစ်နိုဝင်ဘာလတုန်းရှုမွားမဂ္ဂဇင်းကဆရာတက်တိုးဟေးသားထားတဲ့အော်တပဆိုသောတရားဆိုတဲ့အကြောင်းအရာကိုဖတ်ပြမှာပဲဖြစ်ပါတယ်အော်တပဆိုသောတရားတက်တိုးမြမလိုတိကျခေါ်ဖို့ခဲရင်သည်ထင်မိပါသည် ခရိယသာသနာပြုတို့ကသူတို့၏တမန်ကျမ်းစာကိုမြမပြန်စင်၌အော်တပတရားဟုပြန်ကြသည် အင်္ဂလိပ်လို conscience ဟုလည်းခေါ်သည် generativity autopath တရားမှာအကြောင်းဟုအဓိပ္ပာယ်ထွက်သည် hidi autopath အချက်အကြောင်းဟုဆိုကြသည် ကျွန်တော်အတင်ဖြင့် conscience ကို autopath တရားဟုပြန်ဆိုရုံနဲ့လုံလောက်ဖို့ခဲရင်သည် သို့တော်ရှိပါစီတော့ကျွန်တော်၌မြမဝဝရမကြောဝါတော့ကြောင့်မဖြစ်မီ autopath တရားဟုပင်ခေါ်ပေရသည်ဆရာလူတွေကကြီးလာရင် conscience မရှိတော့ဘူးလို့တင်တယ် တိုကဲ့သို့တပည့်တယောက်ကစကားသမီးပြောရင်ပင်ရုပ်ရည်အမှတ်ချက်ချလိုက်သည်မရှိဘူးတော့မဟုတ်ဘူးလေပြောင်းသွားတယ်လို့ဆိုရမှာပေါ့ကြီးလာရင်ဆိုတဲ့စကားဟာလည်းမရှင်းလာသေးပါဘူးအသက်ကြီးလာတာနဲ့စိတ်တဲ့အတွေးခေါ်ရင့်လာတာကိုဆိုရင်ပုံမှန်လိမ့်မယ်ဟုတ်ပါတယ်အတွေးခေါ်ရင့်လာတာကိုဆိုတာပါကွန်ဆိုင်ယန့်ဆိုတာဟာလူလိုက်လူပဲတခုခုလုပ်ရင်မကောင်းဘူးလို့ယူဆဖို့ဟာ မကောင်းဘူးလို့အရင်ကပြောပြတာကိုကြားဘူးမှတ်ဘူးတာကြောင့်ဖြစ်မယ်။ကြားဘူးမှတ်ဘူးမိဘလူကြီးများကတစ်ချိန်တစ်ခါကအခါအားလျော်စွာသင်ပြပေးဘူးလို့ဖြစ်ပေမယ်။အလိုလိုမကောင်းဘူးကောင်းတယ်လို့မချင့်ချိန်နိုင်ဘူးလား။အလိုလိုဆိုတဲ့ကအတော်ကြီးကြီးတယ်။မြတ်စွာဘုရားဟာတစ္ဆာတရားကိုမိမိအလိုလို ကိုရတိုင်းသိမြင်တော်မူတယ်လို့ဆိုရမို့လား။တကယ်တော့မြတ်စွာဘုရားတောင်မှအလိုလိုသိမြင်တာမဟုတ်ဘူး။ ဖြည့်စည်းလာတဲ့ပါရမီတော်ကြောင့်တစ္ဆာတရားကိုသိမြင်လာတယ်လို့ဆိုသင့်မယ်။ဖျားရှိကိုရဲမှာဆိုတာကတော့ဆရာမရှိမိမိအလိုလိုကိုရိုရိုင်းသိမြင်တော်မူတယ်ဆိုတာပါ။ဆရာမရှိတဲ့အဖြစ်ကိုဆိုပေမဲ့ပါရမီတော်ရဲ့အဟုန်ပဲမဟုတ်လား။အဲဒီတော့အလိုလိုဆိုတဲ့စကားသုံးဖို့အလွန်ခက်တဲ့စကားပဲလို့ဆရာတော်တင်မိတာပဲ။ဟုတ်ပါတယ်အเจ้าရှိလို့အကျိုးပေါ်တာမျိုးပေါ့။ဓမ္မတာသဘာဝပါပဲ။ တခုခုလှုပ်တာကောင်းတယ်မကောင်းဘူးလို့စုံပြတ်မှတ်ယူရတာအစင်အလာမီယိုးဖလာကိစ္စပဲဖြစ်တယ်ဒီတော့တတိသားနဲ့တတိသားလူတစ်မျိုးနဲ့တစ်မျိုးယူဆတာချင်းအစင်အလာမီယိုးဖလာချင်းမတူနိုင်ဘူးပေါ့ဒီတော့ဒီအော်တိုပါတရားဟာပုံသင်မှုမှယူနိုင်ဖို့ခဲရင်လိမ့်မယ်လူတွေမှာများသောအားဖြင့်အော်တိုပါတရားရှိကြပါတယ်လူမျိုးတိုင်းမှာရှိကြတာပဲဒါပေမဲ့အော်တိုပါတရားရဲ့အသွင်အပြင်ဟာမတူကြဘူး ဥပမာဆရာတို့ဘုရားဝါရီတွေဟိုသူတို့ဗအသက်သက်ရင်ငရေကြီးတယ်မကောင်းဘူးလို့ယူဆလို့အသက်သက်ရမှာဝင်လေးတယ်အသက်သက်ဖို့အခွင့်ကြုံလာရင်ဩတ္တပတရားက6လိုက်လှန့်လိုက်တယ်တခြားဘာသာဝင်တရားအဖို့အသက်သက်ရမှာဝင်မလေးဘူးဒီလိုဆိုတော့သူ့မှာဩတ္တပတရားမရှိဘူးလို့ဆိုရမှာလားစုံနိုင်ဖို့ခဲရင်တယ်သူ့အစဉ်လာသူ့အယူဆကတရိစ္ဆာန်ရဲ့အသက်သက်တာဟာအပြစ်မရှိဘူးလို့ဆိုထားတော့သူ့မှာ တရိတ်ဆန်အသက်တခုကိုတတ်ခါနေမှာ အော်တိုပါတရားလေးက၆ဖို့လှမ်းဖို့ပေါ်မလာဘူးကဲအဲ့ဒီလူကိုရက်ဆက်တယ်လို့ခေါ်မလားဥပမာဆရာတွေ့ခဲ့တာပြောပြမယ် American ပြီး Rocky တောင်တန်းတွေကြားမှာရှိတဲ့တောင်ပေါ်စခန်းမျိုးလေးမှာဆရာခီးတောင်တားနေတော့အဲ့ဒီမျိုးလေးက American မိတ်ဆွေအချို့နဲ့ဤရကွန်ရှိတဲ့နေရာတခုမှာမနှက်စာဆိုင်အပန်းဖြေကြတဲ့အဲ့ဒီမိတ်ဆွေတစုနဲ့အစားတောက်စားနေတော့မှာခြုံပြားလို့ခေါ်တဲ့ပြားအကောင် ခက်ကြီးကြီးတွေကအစားတောက်ပေါ်မှာနားတော့ ကလေးတယောက်ကသူ့ပကံပေါ်မှာနားတဲ့ဂျုံပြားကိုရိုက်တက်မဲ့လှုပ်တာကိုသူ့အဖေចောင်းစရာကဟေးပြားကိုတက်ရင်မင်းဝိုင်းထဲကထွက်သွားရမယ်နော်လို့တတိပီးပီးတားတယ်။အဲ့ဒီចောင်းစရာဟာတမင်ပြုတ်ဝါသနာကြီးတယ်။အားရင်တော်တဲ့ထွက်ပြီးတော့ it လို့ခေါ်တဲ့တမင်အကြီးစားတွေကိုပြစ်တယ်။ကဲစဉ်းစားကြည့်စမ်းဒီလူကိုရက်ဆက်တဲ့လူရဲ့ consciousness ဆိုတဲ့ autopartia မရှိဘူးလို့ဆိုနိုင်မလား။သူ့မှာတနာကျင်လာတဲ့နှလုံးသားရှိတယ်။ ခြုံပြားကလေးတေမာတော့စိုးတယ်တမင်ကြီးကိုတော့တန်းတန်းနဲ့ပြတ်တတ်တယ်ကွန်ဆိုင်ရမရှိဘူးလို့ဘယ်ဆိုနိုင်ပါမလဲဒါပေမဲ့သူ့ကွန်ဆိုင်ရကပြောတာအခက်သားပဲကိုခတ်တယ်အင်မတန်မှကတ်တယ်ဒါကြောင့်ဩတပတရာအခြေအနေရပေါ်လာတာလို့ဆရာဆိုတာပေါ့အခြေအနေရမှုပေါ့ကြီးလာရင်ဩတပတရာရဲ့အသွေးဟာပြောင်းသွားတယ်လို့ဆိုချင်တာပဲကြီးလာတယ်ဆိုတဲ့အဓိပ္ပာယ်ကလည်းဆရာ ပြောပြပြီလေနားလည်ပြီဆရာစိတ်တက်ရင်လာတော့ဘလို့ပြောင်းလာတယ်လေ ဒါကတော့စကားလုံးနဲ့နဲ့ရှင်းအောင်ပြောပြနိုင်မှုခဲရင်တယ်မကောင်းဘူးကောင်းတယ်ဆိုတဲ့စကားနှလုံးမှာအတိတ်ပဲအတော်မရှင်းတဲ့စကားတွေပဲလို့ထင်မိတယ်ဘေဟာဟာကောင်းတယ်လဲဘေဟာမကောင်းဘူးလဲဘာကြောက်မကောင်းဘူးလဲဖြေစမ်းပါခက်တာပဲစီဟာကောင်းတယ်မကောင်းဘူးဆိုတာတကယ်ဆိုတော့ထင်မိယူဆချက်ပေါ်မှာတည်နေတာထင်မိယူဆချက်ဆိုတာလေမူလအခြေခံတရားမဟုတ်ဘူးထင်မိယူဆချက်ဆိုတာမူလဗုဒ္ဓတရားမဟုတ်ဘူးလို့တော့ဆိုနိုင်တယ် လူတွေမှာအော်တပါတရားမရှိဘူးလို့တော့မဆိုနိုင်ဘူးကိုစီကိုငါရှိကြတယ်ခရိယာမှာခရိယာအော်တပါတရားရှိတယ်ဗုဒ္ဓဘာသာမှာလည်းရှိတာပေါ့မဟာမေတ္တဘာသာမှာလည်းရှိတာပေါ့ဘာသာတရားဆိုတာအယုံကြည်ပေါ်မှာများများကြီးတည်နေတယ်အယုံကြည်ဆိုတာဟာလည်းအကျိုးနဲ့အကြောင်းညှိနှိုင်းစင်ခြင်းလို့ပေါ်လာရတယ်လို့မဆိုတာဘူးအယုံကြည်ဟာအကြောင်းအကျိုးညှိနှိုင်းပြီးတော့စင်ခြင်းအားကပေါ်လာတာမဟုတ်ဘူးလို့ဆိုတာဟုတ်ရလားဆရာ ယုံကြည်မှုတစ်ခုကိုမရခင်ကတော့စင်ကြင်မှုပေါ်အခြေတည်တာတော့မှန်ပါရဲ့ယုံကြည်မှုဖြစ်လာရင်တဖြည်းဖြည်းဆွေးမြေ့ပြီးတော့အကြောင်းအရာအခြေအနေတွေဘလို့ပြောင်းပြောင်းမပြောင်းတော့ပဲတည်ယူတဲ့သဘောမျိုးရောက်သွားတာများတယ်အဲ့ဒါကိုဆိုလိုတာပါငါတို့မြတ်စွာဘုရားကကာလာမတုံမှာအစင်အလာမို့လို့တော့မယုံနဲ့လို့တော့ဟောတယ်မို့လားဩတ္တပတ္တရာအယူဆအစင်အလာဆိုတာတွေပေါ်မှာတည်ပြီးတော့တစ်ခုနဲ့တစ်ခုမတူဘူးဆိုတော့အမှန်တရားကဖြစ်နိုင်ဖို့မလားဆရာ အမှန်တရားဆိုတာဟာယထာဘူရကြာရမယ်ဘယ်အခါဘယ်နေရာဘသူအဖို့ဖြစ်ဖြစ်မပြောင်းလဲမနဲ့မှန်နေရမယ်ဒီလိုအခြေခံမျိုးမရှိရင်အမှန်တရားမဟုတ်ဘူးလို့ဆိုရတော့မှာပေါ့ဒီလိုဆိုရင် သူ့အတ္တတထာမကောင်းဘူးလို့ဆိုတာအမှန်တရားမဟုတ်ဘူးပေါ့ခတ်တယ်ကွယ်အမှန်တရားမဟုတ်ဘူးလို့မပြောနိုင်ဘူးတကယ်ဆိုတော့ဒီလိုနေရာမှာဒီလို တွက်လို့မဖြစ်ဘူးလို့တင်တာပဲဆရာပြောပါဘောကောလားအတ္တတထာမကောင်းဘူးလို့သူယူဆတယ် မယူဆသူတွေလည်းအများကြီးရှိတယ်။ဥပမာတယောက်သောသူအဖို့ကြက်တက်ရမှာလက်မရေဘူး။တယောက်သောသူအဖို့ဝန်မလေးဘူး။ဘာဖြစ်လို့လဲဆိုတော့မရေတဲ့သူကငယ်စဉ်ကတည်းကအသက်သက်တာအပြည့်ရှိတဲ့ငရေကြီးတယ်လို့သင်ကြားပေးထားလို့ပဲ။ဝန်မလေးတဲ့သူကတော့ငငယ်ကတည်းကကြက်ဆိုတော့ကပဟင်းဒီဟိရွက်ပဲလို့ယူဆအောင်သင်ပေးထားတယ်။ဆရာသဘောကတော့ conscience ဆိုတဲ့အော်တိုပါတရားဟာကိုယ်ပိုင်တရားပဲ။ကိုမလုံတိုင်းသူများလုံတာကိုအပြစ်မတင်စေချင်ဘူး။ အသက်သက်တာမျိုးကတော့ကိုကြီးစာတရားနဲ့ကင်ပြီးတော့ပြောရင်မကောင်းဘူးလို့အပြေထွက်လာအောင်ပြောနိုင်တာပေါ့ကို့ကိုသူများကတတ်ဖို့ဝေးရောအက်လေးနဲ့ထိုးတာတော့မခံချင်ရင်ဒီပြင်လူဖြစ်ဖြစ်တက်ရှိတဲ့တော်ဟာမှန်သမျှလဲဒီလိုရှိတော့မဘောလို့ပြောနိုင်တာပေါ့ကဲဒါအောင်ထားလိုက်ပါဦးဆရာမကြခင်ကစာအုပ်တုံမှာဖတ်လိုက်ရတယ်လူတယောက်ကသူများမရဘူးကြားခိုးတာအပြစ်လို့မထင်ပဲပြုစုလိုက်တာပဲလို့ထင်နေဆိုတဲ့အကြောင်းပဲ သူအပြောကလင်လုံးသူကမရအောင်အလိုပြအောင်စိတ်ချမ်းမြေ့အောင်မပြုစုလို့သူကဝင်ပြီးတော့ပြုစုလိုက်ရတယ်တကယ်ဆိုတော့လင်ကမရအောင်ပိုင်တဲ့သဘောဟာမတရားဘူးမရလဲလူပဲလင်ကမရငယ်နေတော့အပြစ်မစိုးဘူးမရလင်ငယ်နေတာအပြစ်ဆိုတယ်တကယ်တော့မရနဲ့လင်ဟာတူမျှတဲ့အခွင့်အရေးရရမယ်မရဟာလင်ရဲ့ကြုံမဟုတ်ဘူးသူ့ကိုယ်သူပိုင်တယ်ဒါကြောင့်မို့သူ့ကိုယ်သူလှုပ်ချင်ရလှုပ်နိုင်ရမယ်အဲ့လိုသဘောမျိုးပေါ့ကွာအဲ့လိုဆိုရဲ ဆရာကသူ့အကြောင်းပြချက်ကိုလက်ခံပြီးတော့လင်ငယ်နေတဲ့အပြစ်မရှိဘူးလို့မဆိုလိုပါဘူး။ဒါပေမဲ့သူလည်းသူ့အကြောင်းပြချက်သူ့ယုံကြည်ချက်နဲ့သူမှန်နေတာပဲမဟုတ်လား။အော်တိုပါတရားဟာတက်သားတဲ့မဖြစ်နိုင်တာကိုပြောတာပါ။ဟာဆရာဒီလိုဆိုရင်လေးလေးနက်နက်ကြည်ကြဲပြန့်ပြန့်တို့ရင်တဖြည်းဖြည်းနဲ့ကို့မှာရှိတဲ့အော်တိုပါတရားတွေဟာကုံသွားတော့မှာပဲပေါ့။ဒီလိုလဲဘယ်ဟုတ်မလဲလေ။ဆရာဆိုချင်တာကစိတ်တက်ရင့်တန်လာတဲ့သူဟာဘသူ့ကိုမှအပြစ်မတင်ခြင်းတော့ဘူး။ စိုးရဲကောင်းတယ်ဆိုတာဟာတကယ်တွက်လိုက်တော့ထင်မြင်ချက်ပဲထင်မြင်ချက်ဆိုတာကိုယ်ပိုင်ပစ္စည်းပဲကိုကမကောင်းမှုထင်တာသူ့အဖို့မှာကောင်းနေခြင်းကောင်းနေမယ်ဒါကြောင့်မို့ကျေပြန့်တဲ့သဘောထားမျိုးမွေးမြူတင့်တယ်လို့ဆရာဆိုချင်တာပါပဲမကောင်းမှုဆိုတာလူတွေကိုထိကိုက်စေတဲ့အပြုအမူအလုပ်ကိုင်မျိုးကိုဆိုတာပဲလို့ထင်မိတယ်ဆရာထင်ပါလေထင်နိုင်တာပေါ့သူတို့ဘာကိုထိကိုက်အောင်လုပ်တာမကောင်းမှုထင်နေတဲ့လူကသူတို့ဘာကိုထိကိုက်အောင်မလုပ်နဲ့ပေါ့ ဲ့ဒါကိုအတ္တပါတရားပဲသူတို့ဘာကိုထိခိုက်တာမကောင်းဘူးဆိုတာဟာလေအမြဲတမ်းမှန်တဲ့တရားလို့မဆိုနိုင်ဘူးလေအလက်ဇန်းဒားဘုရင်ကြီးနဲ့ရာဇဝတ်ကောင်အကြောင်းကြားဘူးတယ်မဟုတ်လားဘုရင်ကြီးကဓမြကိုဟဲလူတက်ကောင်ဓမြသူတို့ဘာရဲ့ပစ္စည်းတွေကိုလူယူပြီးသူတို့ဘာကိုတတ်ဖြတ်တဲ့အကောင်လိုချင်းတော့ဓမြဘယင်းကြီးကိုအရှင်အရှင်နဲ့ကျွန်တော်မျိုးကအကြီးနဲ့အငယ်သာဖြစ်ပါတယ်ကျွန်တော်မျိုးလူရတတ်ဖြတ်တာကိုရာဇဝတ်မှုခေါ်တယ်အရှင်ကတိုင်းပြည်တစ်ပြည်လုံးလူယူပြီ လူအများကိုအစုတ်လိုက်အပြုံလိုက်တတ်တာကိုတော့ရာဇဝင်ပြောင်ပြောင်းတဲ့သူရဲကောင်းအလုပ်လို့ခေါ်တယ်မဟုတ်လားလို့ပြောတဲ့။ဆရာဆိုချင်တာကတော့အယူမသိဖို့ပါပဲ။အယူသိမှုနဲ့စိတ်သက်ရင့်ကျက်မှုဟာစန့်ကျင်ဘက်လို့ထင်တယ်။အကောင်းဆုံးကတော့သူများကိုအပြစ်မမြင်ပဲကိုကောင်းတယ်ထင်တာလို့မကောင်းမှုထင်တာမလုပ်နဲ့ကိုအော်တပါနဲ့ငူပေါ့။ဒါကြောင့်မို့မင်းပြောသလိုအသက်ကြီးသွားရင်အော်တပါတရားမရှိတော့ဘူးတော့မဟုတ်ဘူးရှိနိုင်ပါတယ်။ ဒါပေမဲ့ငငယ်တုန်းကအော်တိုပါတရားမျိုးမဟုတ်တော့ပဲရင့်တန်တဲ့အမြင်ကားရတဲ့အော်တိုပါတရားမျိုးအဖြစ်အသွင်အပြင်အားဖြင့်ပြောင်းလဲနိုင်ပါတယ်ငငယ်တုန်းကမိဘတွေဆရာတွေကသူတို့ထုံးစံတလိအတိုင်းဟိုဟာမလုံနဲ့ငရဲကြည့်တတ်တဲ့ဟိုဟာလုံကုသိုလ်ရတယ်လို့ဆုံးမတာတွေဟာကလေးရဲ့ခေါင်းထဲဝင်ပြီးတော့သူတို့အဖို့တဖြည်းဖြည်းအော်တိုပါတရားဖြစ်လာတယ်မို့လားအဲ့ဒီလိုလေဆိုပါတော့လေဒါရီကိုကြည့်လာတော့တချို့ဟာ 6တက်လောက်လဲကြောက်စရာကောင်းတဲ့မကောင်းမှုတွေမဟုတ်ပါလားလို့တွေးပြီးအဲ့ဒီလိုအတွေးအခေါ်အထင်အမြင်ကြောင့်အော်တိုပါတရားဟာပြောင်းလဲလာတယ်မဟုတ်လားဒီလိုဆိုရင်ကလေးတွေကိုမစုံမရတော့ဘူးလားဆရာစုံမရဲဆိုတဲ့စကားဟာအတုံးများလုံးလို့အတိတ်ပဲပြောင်းတယ်လို့တင်မိပါတယ်စုံမရဲဆိုတာဟာတားမြစ်တာမျိုးဖြစ်နေမကောင်းမှုလို့တင်တယ်သွန်သင်ညှို့ပြရဲဆိုတဲ့အဓိပ္ပာယ်မျိုးပောက်တယ်လို့ဆိုရင်တော့ဆုံးမသိနေတာပေါ့ဆက်ရှင်ပါဦးဇာ အော်ဒီလိုပါခလေးကိုပဲဖြစ်ဖြစ်လူငယ်ကိုပဲဖြစ်ဖြစ်ပေါ့ဒါမလုံးနဲ့ဒါလုံးလို့ဆိုမဲ့အစားဘာပဲလုံးလို့လေးလေးနက်နက်စဉ်းစားပြီးလှုပ်ပါလို့ဆိုရင်ကောင်းလိမ့်မယ်အခုခတ်နေတာကတော့လူတွေကကြည်ကြည်ငယ်ငယ်ပါပဲမတွေးကြင်ကြဘူးတွေးတတ်တဲ့အချင်းမျိုးထုံးကားလာအောင်သင်ပေးတာဟာမလုံးနဲ့လှုပ်လို့အမိန်ပေးတာတည်းကောင်းတယ်ကိုပိုင်ညာကိုအသုံးပြုတတ်အောင်လေ့ကျင့်ဖို့တိုက်တွန်းတာကိုဆိုလိုပါတယ်ကိုပိုင်ညာကိုအသုံးပြုတတ်ဖို့ဘယ်လိုသင်ပေးရမလဲဆရာ ။အော်ဒါကတော့လေ့ကျင့်မှုပါပဲ။ကိုလက်တန်မှာထွားကြိုက်စီခြင်းရယ်ကိုလက်လှုပ်ရှားအကစားလှုပ်ရတယ်လို့ပေါ့။စိတ်တဲ့အတွေးအခေါ်ရင့်တန်ခြင်းရယ်လဲတွေးတဲ့အခြင်းလို့ပေါ့။ကိုလက်တန်မှာခြင်းတဲ့သူဟာအကစားလေ့ကျင့်ရုံတွေမကသေးဘူး။အားရှိတဲ့အာဟာရကိုလည်းစနစ်တကျစားပေးရသေးတယ်မဟုတ်လား။စိတ်တန်မှာထွားကြိုက်ခြင်းနဲ့ဘဟုတုတ္တရှာမိရတာပေါ့။စာများများဖတ်ပါစနစ်တကျလေ့လာပါပြီးတော့လေးလေးနက်နက်တွေးပါစင်ချင်နှိုင်းရှင်ပါ ကလာမတုံကိုလူကြီးလူငယ်ရုတ်ဖက်ကြတိုင်းနာကျင့်သုံးကြရဲ့အကောင်းဆုံးပဲလို့ထင်တာပဲကွယ်တတူဟုတ်ကဲ့အခုလိုဆုံးရီနားဆင်ပေးတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ။